င်္ဂလာပါအခုကတော့ Facebook page မှာ admin role ထည့်တဲ့ညီရောရှင်းပြပြမှာဖြစ်ပါတယ်ဒီ admin role ထည့်တယ်ဆိုတာကကြောင့်ဒီ Facebook page ကို admin account အပြင်တခြား account အနေနဲ့ပါအသုံးပြုလို့ရအောင် admin role ထည့်တာဖြစ်ပါတယ်အဲ့တော့ admin role ထည့်ဖို့အတွက်အရင်ဆုံးကြောင့်ဒီ Facebook application ဝင်မှဝင်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီမှာ Facebook page ပေါ့နော် Facebook page ပြောင်းထားပါပြောင်းထားပြီးသွားပြီဆိုရင်ကျွန်တော်ဒီရဲ့အမြင့်ဆုံးလေးတုံးချောင်းပေါ့နော်ဒါလေးကိုတစ်ချက်နှိပ်ပါ Okay နှိပ်ပြီးကျွန်တော်အခုနည်းနည်းဆင်မယ်ပြီးရင် setting and privacy ပေါ့နော်ဒါလေးကိုတစ်ချက်နှိပ်အဲ့ပြီးကျွန်တော်ဒီ setting ကိုတစ်ချက်ထပ်နှိပ်မယ် ်အပြင်ကြောင့်ဒီမှာပိတ်ဆက်တယ်ပေါ့နော်ဒါလေးကိုတစ်ချက်ထပ်နေမယ်အပြင်အောက်ကိုနည်းနည်းဆင်းမယ်အဲဒီမှာ paste ss ပေါ့နော်ဒါလေးကိုတစ်ချက်ထပ်နေမယ်အဲဒီနေရာမှာကျွန်တော်ဒီ Facebook page ကို admin တို့ထပ်ထည့်มาဖြစ်တဲ့အတွက်ကျွန်တော်ဒီ add new ပေါ့နော် add new ကိုတစ်ချက်နေပါနေပြီးရင်ကျွန်တော်ဒီ next ကိုတစ်ချက်နေ အဲ့ဒီကြောင့်ဒီ admin root ထည့်မဲ့ဒီ Facebook account ပေါ့နော် Facebook account ကြောင့်ဒီကနေ share မှာပေါ့နော်အဒီညမှာတခုရှိတာကကြောင့်ဒီ admin root ထည့်ထည့်မဲ့ Facebook account နဲ့ကြောင့်ဒီ Facebook page ကိုခိုင်းထားတဲ့ admin account နဲ့ friend ဖြစ်တယ်ဆိုရင်တော့ကျွန်တော်ဒီမှာ share တာပို့ပြီးတော့လွှဲတယ်ပေါ့ဟုတ်ပြီနော်အဲ့တော့ကြောင့်ဒီကနေ Facebook account ပေါ့နော် Facebook account name ကိုကျွန်တော် share မယ် ကိုဆိုးပေါ့နော်အဲဒီမှာဆိုရင်ကျွန်တော်ကိုဆိုးဆိုတဲ့အကောင့်ကိုဒီ admin ကိုထပ်ထည့်ပါပေါ့နော်အဲ့တော့ကိုဆိုးဆိုတဲ့အကောင့်ကိုကျွန်တော်တခြားလို့တွေ့ပြီဆိုရင်သူတစ်ချက်နေလိုက်ပေါ့နော်နေပြီးသားပြီဆိုရင်ကျွန်တော်ဒီကိုဆိုးဆိုတဲ့အကောင့်ကိုကျွန်တော်ဘာတွေသုံးခွင့်ပေးမှာလဲပေါ့နော်ဒါလေးကျွန်တော်ဒီမှာရွေးပြီးလို့ရတယ်နော်အဲ့တော့ insight ရွေးမယ် address ရွေးမယ် contact အဲ့တော့ content ယူလိုက်ပြီဆိုကြည့်ဒီအောက်ကနှစ်ခွ auto ပွင့်သွားပါဘောနော်။သူကဒီအပေါ်ကနှစ်ခွအကြောင်းပိတ်ထားပြီးတော့ကျွန်တော်ဒီ content တစ်ခုလည်းပဲယူလို့ရတယ်။ဒါကကျွန်တော်ဘယ်နေရာမှာသုံးတာလဲဆိုတော့ကျွန်တော်ဒီ page ကို message နဲ့ comment လေးပါနော်။ဒါတွေ reply ပြန်တဲ့သူအတွက်ပဲကျွန်တော်ဒီ admin role ပေးမှာပါဘောနော်။အဲ့လိုဆိုရင်ကျွန်တော်ဒီ content တစ်ခုလည်းပဲပွင့်ပြီးတော့ပေးလို့ရတယ်။အဲဒါမှမဟုတ်ကျွန်တော်ဒီ account ကိုကျွန်တော်ဒီ insight ကို ads ကိုပါနော်။ကျွန်တော်ညာကသူ ို့တခါတည်းလောက်ခိုင်းမယ်ဆိုရင်တော့ကျွန်တော်ဒီဒီအကောင်လုံးပေါ့နော်ဒီမှာအကောင်လုံးဖွင့်ပေးရမှာပေါ့နော်ဒါကတော့ကျွန်တော်ကိုယ့်ရဲ့လုပ်ငန်းပေါ်မူတည်ပြီးတော့သုံးပေါ့နော်ဒီညမှာတစ်ခုရှိတာကကျွန်တော်ဒီ admin ရိုးပေးမယ်ဆိုရင်ကျွန်တော်ဒီ admin ဘရိုးပေးမယ်အကောင်ကကိုယ်နဲ့ကျွန်တော်ဒီရင်းနှီးတဲ့အတိမိတ်ဆွေဖြစ်ဖို့တော့လိုတာပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ဒီ admin ရိုးပေးလိုက်ပြီဆိုရင်သူကကျွန်တော်ဒီ page ကိုသူက admin အနေနဲ့သူကြိုက်တယ်လို့ကျွန်တော်ဒီစီမံခန့်ခွဲလို့ရတာပေါ့နော်အကယ်၍ကျွန်တော်ဒီ content တစ်ခုတည်းပဲပေးထားတယ်ဆိုရင်တော့သူက message တွေ comment တွေ reply ပြန်လို့ရမယ်ကျွန်တော် post တွေတင်လို့ရမယ်ဒီလောက်ပဲလုပ်လို့ရမှာပေါ့နော်အဲ့ဒီ inside တို့ဒီ ads ပေါ့နော် ဒါဒီဟာတွေပေးလိုက်မယ်ဆိုရင်တော့ဒီ Facebook page ကို boost လုပ်လို့လည်းရမယ်ကြော်ညာလို့လည်းရတော့မယ်ပေါ့ဟုတ်ပြီနော်အဲ့တော့ဒါကတော့ကိုယ်လုပ်ငန်းပေါ်မူတည်ပြီးပေးပေါ့နော်အဲပြီးသားရင်ကျွန်တော်ဒီရဲ့ get access ကိုတစ်ချက်နှိပ်လိုက်မယ် okay နှိပ်ပြီးသားပြီဆိုရင်ကျွန်တော်ဒီမှာကကျွန်တော်ဒီ page ကိုခိုင်ထားတဲ့ admin account ရင်ကျွန်တော်ဒီ password ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ admin account ရင် password ထည့်မယ် โอเคပြီးသွားရင် confirm တစ်ချက်နှိပ်မယ်အဲဒါဆိုရင်ကျွန်တော်ဒီ page ကနေ admin ရိုးအတွက်ဒီ account ကို invite လုပ်လိုက်ပြီပေါ့နော် invite လုပ်လိုက်ပြီဆိုရင်လည်းကျွန်တော်ဒီ account ရဲ့ကျွန်တော်ဒီ notification ပေါ့နော် notification ကနေကျွန်တော်ဒီဝင်ပြီးတော့ဒီ invite လုပ်တော့ accept လုပ်ပြီးမှဒီမှာဒီ admin ရိုးအနေနဲ့ကျွန်တော်ထပ်ပြီးတော့တိုးသွားမှာပေါ့နော်အကယ်မြတ်ကျွန်တော်ဒီ account ကနေကျွန်တော်ဒီ access ပေါ့နော် access မလုပ်ဖ ೇನೆ ဒီ client နှိပ်လိုက်မယ်ဆိုရင်တော့ဒီဘက်ကနေကျွန်တော်ဒီ page row အတွက် invite လုပ်ပေးမယ်ကျွန်တော်ဒီမှာဟိုတစ်ဖက်ကလက်မခံတဲ့အတွက်ဒီမှာပြတ်သွားပါပေါ့။အပြီးတော့နောက်ထပ်တစ်ခုရှိတာကဘာလဲဆိုတော့ကျွန်တော်ဒီ page ကနေကျွန်တော်ဒီ account ကို admin role အတွက် invite လုပ်လိုက်တယ်ဒီ admin role အတွက် invite လုပ်လိုက်တော့သူကရက်31ရက်ပေါ့နော်31ရက်အတွင်းမှာလက်မခံအောင်ဆိုရင်လည်းဒီ invitation ကကျွန်တော်ပြန်ပြီးတော့ cancel ဖြစ်သွားမှာပေါ့ဟုတ်ပြီနော်โอเคဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုအားလုံးနားလည်မယ်ထင်ပါတယ်